ကျွန်တော်မြေစီများအားလုံးမင်္ဂလာပါ29ရက်6လ2025တနေ့တာအတွက်ကလေးကိုကျွန်တော်မတင်ဖြစ်တာလည်းကြာပါပြီပေါ့နော်အဲ့တော့ဒီနေ့အတွက်ကိုကျွန်တော်ပေါ်ပြောပြတော့မှာဖြစ်ပါတယ်နမိတ်ပေါ့တဲတော့တကန်နဲ့ပေါ့နော်နမိတ်ပါနမိတ်ဖတ်ပြီးတော့ပေါ်ပြောပြကြည့်ဖြစ်ပါတယ်အားလုံးနဲ့ဆိုင်တဲ့နမိတ်ဖြစ်ပါတယ်နေသားသမီးဟုတ်အတနင်းကနေပညာပြပမဟုတ်ဘူးเนาะအားလုံးနဲ့ဆိုင်တဲ့နမိတ်ကလေးကိုကျွန်တော်က

နိုင်အော့စကာဆောခပလာကိုတော့ပေါ့နော်ဒီနေ့ကမိတ်ဆွေအနေနဲ့တည်တင်းကြကျဆွမ်းပါနော်တည်တင်းကြတဲ့ဟန်ချက်စည်တင်းကြတဲ့လုတ်ကင်မှုတွေဖြစ်ပေါ်လာနိုင်ပါလေနမိတ်ပေါ့ကျဆွမ်းရမယ့်နမိတ်တို့ပြောမှာဖြစ်ပါလေ မနဲ့မိုးလင်းကြပျော်ရွှင်စရာရှိရလေးဆိုရင်တေချာပေါ့မှားထားရရှိရလေးနော်ဆက်သက်လာဖို့စောင့်နေလေဒီနေ့ဆက်သက်လာမယ်လို့ပြောထားတယ်နော်အဲ့ဒါကိုအချင်းတွေကောင်းခွင့်ကောင်းနေကြရှိမယ်တိုင်းကောင်းနေကြားမယ်သူကဝန်တာမယ်နမိတ်ကပြဖြစ်တာပေါ့နော်နိုင်ဩကတ်ဆိုခေါဖလာကိုလုံးဖြစ်ပါလေတကြနာနာပြတော်ရွှေရွှေနဲ့နော်မာ နုနဲ့တယောက်ကလည်းခေါင်းပေါင်းနဲ့ဘာနဲ့အမှထိုင်းပြောစာရဏတဘရှင်နဲ့ဆောင်းစားနေတဲ့ပုံနမိတ်ဖြစ်တယ်ဆိုတော့အင်မတန်ကောင်းတဲ့နမိတ်ပေါ့ဗျာအဲ့တော့နံပါတ်၄အလောက်ကနေပတ်သက်ပြီးတော့လောကမှာရှင်နေကောင်းခွင့်ကောင်းနေနဲ့ကြုံရမယ်နော်လောကနဲ့ပတ်သက်ပြီးတော့ပပရာဖြစ်မယ်လောကတူချက်လို့တဲ့မိစေများအနေနဲ့လောကတူချက်နိုင်တယ် တိုးချဲ့လို့ရပါတယ်အလောက်ကနေပါတိုးချဲ့လို့ရတယ်နော်နောက်အလုတ်တဲ့ရရှိဖို့လုံငန်းလျှောက်လို့တဲ့ကျွန်တော်ရဲ့ညီငယ်ညီမငယ်တွေအတွက်လည်းအချိန်ကြီးကောင်းခွင့်ကောင်းကြီးရရှိမယ်လောက်ရမယ်အောင်မြင်မယ်အဆင်ပြေမယ်လို့ခေါ်ပြောပေးလို့ပါတယ်နော်ဒါဒါကကကောင်းတာဘူးနော်အဲ့တော့အလုံငန်းအနေနဲ့ပတ်သက်တဲ့အကြောင်းလေးအကြောင်းလေး နံပါတ်1စီပိုင်းနဲ့ပတ်သက်ပြီးတော့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့များများလုံနိုင်စေအကောင်းလေးပဲเนาะအဲ့တော့ဒီလိုနေ့ဟာသာထုတ်ထုတ်တာเนาะစတဲ့လုပ်ငန်းတွေလုပ်တာ နောက်ဖွဲ့စည်းနေလုပ်တာမြန်မာစစလုပ်ကိုင်းဆောင်ရွက်တာအဲ့လိုမျိုးတွေညီညွတ်မျှတမှုရှိတယ်တက်တူကူလို့ရှိတယ်ဒေါ်ရားတွေတူညီမဲ့နမိတ်တွေဖြစ်ပါတယ်ဒီပိုင်းကောင်းပါတယ် အဲ့ဇီယောင်းကောင်းမယ်အယောင်းဆိုင်နေနော်ကလစ်ဆိုင်နေရဝေး online လုပ်ငန်းနော်အစ်ချက်လုပ်ငန်းဒါတွေအကုန်လုံးကောင်းတယ်ပေါ့နော်အကုန်ကောင်းတယ်ဈေးပွားရေးလုပ်ငန်းတွေနံပါတ်3ငွေကြေးလက်လပငွေကန်ရတော့တဲ့ဖက်ဖက်ကနေပြီးတော့ငွေကြီးရှောက်လာလိမ့်မယ်ခုနပြောတဲ့ဝန်တာဆရာသတင်းစကားတွေပေါ့နော်ငွေကြေးကိုတောင်းဆိုင်နေတဲ့မိစီငွေကြေးရောက်လာမယ်ဒါစားရှိတဲ့ငွေတွေလည်းရမယ်ပေါ့နော်အကြောင်းကြီးဝယ်တာကိစ္စကြီးလည်းဆင်ပြေတာပေါ့နော် ေးရောက်တာကုံရောက်တာဟလားတော့နောက်တကွာအဝတ်ထည်အထည်လိုက်တွေတတ်တဲ့ဖြစ်ပေါ့နော်အဲ့တော့ဒီလိုနေ့မှာမြေရောက်နေတဲ့လူတွေချိတ်ဆက်မိအောင်လုပ်ပါခေါ်ပါပွဲစားတွေနဲ့လုပ်တဲ့ကိစ္စတွေအောင်မြင်မယ်ဆင်ပြေမယ်လို့ခေါ်ပြောပေးလိုပါတယ်နံပါတ်3ချီရင်နဲ့အိမ်တော်အဲနံပါတ်3ကအဲနံပါတ်4နံပါတ်4ကအချီအိမ်တော်ကြီးပေါ့နော် အခြေကိုဟောပါမယ်အခြေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းဝန်တဆာသင်္ကာကြားမယ်ဒါပေမဲ့လို့သူကကြတော့ဒီအကြာကြီးမဟုတ်ပဲနဲ့ပေါ့နော်ဟိုဘယ်လိုခေါ်မလဲဟိုဝန်တဆာအခြေနဲ့ပတ်သက်လို့ရှင်ခဏတာပဲဖြစ်ပြီးတော့အဲကုလိုချင်တဲ့ကတ်စကတ်ထားတော့ပဲပေါ့နော်စကားတော့ပဲအပြည့်ရောကမရရှိဘူးလို့ပြောအောင် ဖြစ်ပါတယ်ခြေနဲ့ပတ်သက်တော့ဒါမှမဟုတ် ခြေနဲ့ပတ်သက်ပြီးတော့ငဘွားနဲ့ဆက်လို့ရှင်တော့အောင်မြင်မှုတွေရရှိမှုတွေကျင့်တတ်မှုတွေရှိတဲ့ကပ္ပဖြစ်တဲ့အတွက်လည်းခြေနဲ့ပတ်သက်ပြီးတော့လည်းကောင်းတဲ့ထဲမှာထည့်ရပါလေကောင်းပါလေလို့ဟောပြောပေးလိုပါတယ်နော်အိမ်တော်ရင်နဲ့ပတ်သက်တဲ့ဆရာအိမ်တော်ရောက်သူကောင်းမနဲ့အိမ်တော်ရင်နဲ့ပတ်သက်ပြီးတော့သူကောင်းကောင်းမကောင်းပြောမှဖြစ်ပါတယ်နော်အိမ်တော်ရင်ကဘာကောင်းဆိုတော့အိမ်နဲ့အိမ်မှုအိမ်ထဲမှာရှိတဲ့လုပ်ငန်းကိန်းကဏ္ဍလည်းကောင်းမယ်အိမ်တော်ရင်နဲ့ပတ်သက်ပြီးတော့ကိစ္စလည်းကောင်းတယ်အိမ်မှာပြိပုတ်ကအလှပစ္စည်းတွေရောက်လာမယ်နော် တော့ဘယ်လိုခေါ်မလဲဗီဒီယိုတွေရှုပ်ကစ်တွေမွေရတဲ့ကတင်းတွေပြေပေါ်ကားတွေအဲဒါတွေပေါ့နော်ဒါတွေလည်းရောက်လာနေတယ်ရောက်လာတဲ့ရောက်လာနေဒီလိုရဟာတွေရောက်လာရင်ခွက်လှက်လာလေးတွေနော်အဲအမျိုးလေးတွေဥပမာဒီလိုနေ့မှာဖန်ခွက်တွေအိမ်မှာဝဲကောဝဲဖြစ်တယ်ဖန်ခွက်လှက်လာလေးဝဲပြီးတော့အိမ်မှာထားဖြစ်တယ်ဆိုလို့ချင်းဒီဘက်တမန်နမိတ်လို့ခေါ်ပါလေနော်တန်းကောင်းတယ်အဲ့ဒါပါလေအိမ်အောင်ရေးပေါ့နော်နမကကျမ်းပါကြီး ဘာမှဖြစ်ဘူးစမိုင်းနဲ့ပတ်သက်ပြီးတော့နော်စမိုင်းနဲ့ပတ်သက်ရဘာမှဖြစ်ဘူးလို့ပြောရမှာဖြစ်ပါတယ် quest ဆိုတဲ့ကာကြတော့သူကအာချီရော့အတွက်ပါအဲဒါနာမှပြောပါမယ်နော်စမိုင်းတွေဘာမှလုပ်ဆရာမလုပ်ပါဘူးနံပါတ်6အတိုက်ကနောက်ဆက်တိုက်ကနောက်ဆက်လည်းကင်းပါတယ်တိုက်ကနောက်ဆက်လည်းကင်းပါတယ်အဲ့တော့ဒီညမှာဒီကပ်ပြဲနမိတ်မှာနေရဒေတာပုဂ္ဂလကိုထည့်ပြီးဒီကပ်ပြဲကို အန္တရာယ်နဲ့ပတ်သက်ပြီးကိစ္စကိုကျွန်တော်ဟောပြောပေးလိုပါတယ်။ဟောဆိုတာကမြတ်သားဖြင့်နော်ရှင်ဆဲတဲ့ရှင်ကိုကိုစားပြီးတော့များတယ်။ဟောဆိုတာကနော်အများမြင်ရှင်လို့ကြည့်တဲ့အခါကျတော့အချို့နေရာမှာရှင်ကြီးရတယ်မုံများတယ်ဖြစ်တတ်တယ်လို့ဟောပြောပေးလိုပါတယ်။ဒါနဲ့ပတ်သက်လို့ရှင်တော့အဲကိုကဟိုသတိထားဖို့လိုအပ်တယ်။ဒါကိစ္စမဆိုမှဥပမာပေါ့ဗောနော်။ဟို အရန်အရန်ကြီးမားတဲ့ကိစ္စတွေဖြစ်သွားတယ်ဆိုလို့ရှင်ဥပမာကွာရေကအရန်ကြီးမားတယ်ခုသွားမဲ့နေရာနဲ့เนาะအန္တရာယ်ရှိနိုင်တဲ့ကိစ္စဆိုလို့ရှင်တော့သူကကြတော့တတိထားမှာပေါ့เนาะဥပမာငွေကြီးရအရန်စီးပွားထိုးတက်သွားတယ်ဒါပေမဲ့လို့တချို့ကိစ္စကြီးပါတော့ငွေအများကြီးဝင်နေနေတယ် စီးပွားတချို့တက်တဲ့အရန်စီးပွားကြီးတက်တယ်ဆိုရက်နှစ်ဒီအဲ့ဒီတက်တယ်နောက်မှာအချက်ဆိုရရင်ဂရုစိုက်စရာတွေရှိကြပါဘူးပြရနာလေးတို့ကျမကြီးတွေလို့ပေါ့နော်အဲ့တော့ငွေများများဝင်လာပြီဆိုရင်ဘာယူထားမလဲဆိုတော့ဖျားကိုသူ့ပဲပစ္စည်းလေးအမွေတန်လေးဖြစ်ဖျောင်းလေးလေးဖြစ်ဖြစ်မုတ်တုတ်လေးပဲဖြစ်ဖြစ်နော်အချွေလေးပဲဖြစ်ဖြစ်ဖျားအတွက်ဖျားအတွက်ဆိုပြီးတော့ငွေလေးငွေစားလေးထည့်ထားလိုက်အဲ့လိုလှူပြီးမှတော့အဲ့ဒါဆိုဥပမာဖြစ်ဘူး နော်တာဖို့ကြာပါချုပ်ကိစ္စတွေမှာအဲဝင်နေရမှာနော်ငွေတွေဝင်လိုက်တာတူလိုက်မလဲအခုဘာဖြစ်သွားလို့တော့ဘာဖြစ်သွားလို့ဗျဆိုရဲဒါတွေတချို့နေရာတွေမှာကြာဖို့ကြာမှာဖြစ်တယ်နော်ဆိုတော့ထားပါဒါကကျွန်တော်အနေနဲ့ကခုနရှင်းများမယ်ဆိုတဲ့နမိတ်ကိုကျွန်တော်တွေးရှိထားတဲ့အတွက်ကိုပြပါကျွန်တော်ရဲ့ဒီဟောစရတဲ့မှာအရင်ကကျွန်တော် YouTube channel မှာတင်ပြထားကတော့ဒီ1300 78ခုနှစ်မှာကျွန်တော် မိုးကြီးမယ်ဆိုတော့ဒီဥစ္စာလေးကိုတွက်ချက်ပြီးကျွန်တော်ဟောပြတတ်တာရှိပါတယ်နော်အဲ့ဒါကမိုးလေတဲ့မုံနောင်မိုးကြီးလိမ့်မယ်လို့ကျွန်တော်ကအများတော်အဖြစ်ကျွန်တော်ဟောပြတတ်ပါတယ်ဒါပေမဲ့တစ်နှစ်လုံးလုံးကိုမိုးကကြီးနေတဲ့အနေအထားမှာရှိပါတယ်အဲဒီကပြမိုးလေမုံနောင်ဆိုတဲ့ပုံစံလေးပေါ့နော်အဲရုပ်တရက်မိုးကြီးတဲ့မျိုးလူကြီးကြောနိုင်တယ်ဆိုတော့ဒီကပ္ပရဲ့နမိတ်မှာလေနောက်ပိုင်းနဲ့ဆက်မှာဒီမှာရေခွက်ဆိုတဲ့ခွက်ဆိုတဲ့နမိတ်ကပ္ပဖြစ်တဲ့အတွက်ကိုကနန်းလို့ဖြစ်တဲ့အတွက်ကြောင့်သူကကြီးစိုးမှု များတယ်လို့ခေါ်ပါတယ်ကိုလာပိုင်မကုန်ခင်ကာလမှာတော့သတိထားဖို့ဖြစ်ပါတယ်နောက်မိတ်ဆွေများအားလုံးစိတ်ချနာခြင်းကိုယ်ချမှတ်ခြင်းများနဲ့ပြည့်စုံကြပါစေခင်ဗျာ